က်စစ်နဲ့စွန့်ဝင်ကြီးဌာနမှဒုတိယဝန်ကြီးတန့်စင်ညွှန်ကြုံတဲ့အရာရှိတချို့ကိုယာရုမဖယ်ရှားပြီးစီစည်းကစားမှုစီခွဲရမ်းများလက်ယူချပေးမှုနဲ့စီမံခုမှုများအတွက်ဖန်စည်းစစ်ဆေးအရေးယူကြောင်းသိရပါတယ်။လက်စစ်နဲ့စွန့်ဝင်ကြီးဌာနမှဒုဝန်ကြီးတန့်စင်ညွှန်ကြုံတဲ့အရာရှိတချို့ကိုစစ်တပ်ကယာရုမဖယ်ရှားပြီးစီစည်းကစားမှုစီခွဲရမ်းများလက်ယူချပေးမှုနဲ့စီမံခုမှုများအတွက်ဖန်စည်းအရေးယူထားကြောင်း စီလုံကရှင်များထာမှတည်ရပါတယ်။နိုဝင်ဘာလ9ရက်နေ့မှစတင်ပြီး73စီစည်းကစားမှုစီခွဲရများခြားထားပေးရတွင်လက်ငွေယူ မျက်နှာသာပေးခြားထားပေးမှုစီလက်ကြံစင်းစရာမကန့်ညီပဲမောင်ကိုခိုးထုတ်မှုများဖြင့်စတင်ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းနိုဝင်ဘာလ25ရက်နေ့တွင်စစ်တပ်ကလျှက်စစ်နဲ့စွန့်ရင်ဒုဝန်ကြီးတန့်စင်ကိုတာဝန်မှရစဲကြောင်းအမိန့်ထုတ်ပြန်လာကြောင်းသိရှိရပါတယ်။ကျွန်တော်တို့တည်ထားတာပြုတ်တဲ့အထက်မှာညွှန်ချုပ်နဲ့ညွှန်မှုတွေလည်းပါတယ်။ ်မြို့ဝန်ကြီးကတော့ဥဆောင်မှုဖြစ်တော့သူကပိုကောင်းခံရတာ73စီတင်သွင်းတူတော်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီတွေလည်းအေးအေးယူခံရတယ်ဟုစီလောကသားတဦးကရှင်းပြပါဗါး73စီပိုင်ရှင်တဦးကလည်းဖမ်းဆီးအေးအေးယူခံလိုက်ရတော့စွန့်ရင်ဒုဝန်ကြီးတန့်စင်ကစီခွဲရများကိုခြားထားပေးရရင်ငွေပေးနိုင်သော BOC ကဲ့သို့သောဆိုင်ကြီးများကို ခွဲရများအစမတန်ခြားထားပေးပြီးအခြားသောဆိုင်များကိုခွဲရများမညီမညခြားထားပေးခဲ့ကြောင်းရင်းကဲ့သို့လက်ငွေယူစီခွဲရမညီမျှမှုကြောင်း တိုင်ကြားမှုများဖြစ်ပေါ်လာကစုံစမ်းစစ်ဆေးမှုများပေါ်ပေါက်လာခဲ့ကြောင်းရှင်းပြပါတယ်။ BOC ဆိုရင်မိဖက်တွေအပေါ်အတင်းခေါ်ခိုင်းတာဆိုင်တွေကိုဘလောက်ပေးမယ်ဆိုင်ဝန်ထမ်းတွေမိဖက်ရှာနိုင်ရင်ဘလောက်ပေးမယ်ဆိုပြီးရှာခိုင်းတာကုမ္ပဏီကြီးတွေကခွဲရန်ပို့ရအောင်လို့တော့ SME ဆိုင်တွေအကုန်ထိတာဒီကောင်တွေကသူတို့ပဲလှုပ်ရှားနေရတိုင်းသူတို့ကုမ္ပဏီကြီးဆိုင်တွေဖြစ်ကုန်ပြီ SME တွေမလုံနိုင်တော့ပပျောက်လာပြီ။ ကိုမမော်လမြိုင်စီပြတ်သွားတဲ့ကိစ္စဆိုရင် မော်လမြိုင်မှာ ရာဇာမင်းမှုတော်မောင်မောင်ပေါ့သူတို့တွေလက်ချက်တွေအခုကအထက်ကလည်းဖိရင် SME ဆိုင်တွေကိုဖိတာ BOC လိုကုမ္ပဏီကြီးဆိုင်ကြီးတွေဆိုရင်စီတွေကိုဘယ်နေရာပို့ဖို့ထောက်ခံစားတာမလိုဘူးကုမ္ပဏီကြီးတွေရဲ့စီဆိုင်တွေကိုလည်းဖိအားပေးမခံရဘူး SME စီဆိုင်တွေမှာတော့အကုန်အကျက်ခံနေရတာအခုကကိုယ်ဝင်နဲ့ဝယ်ရတဲ့စီကိုတောင် အထိန်ချုပ်ခံနေရတာစီခွဲတန်းကလည်းဝင်ကြီးဖြစ်နေတာအဲ့ဒါတွေကြောင့် ဒုဝန်ကြီးတန့်စင်ပြုတ်တာဟုစီဆိုင်လုံငန်းရှင်တဦးကပြောဆိုပါတယ်။လက်စနက်စွန့်ရင်ဒုဝန်ကြီးတန့်စင်နဲ့အရာရှိနာကိုရာထူးမှဖယ်ရှားပြီးအရေးယူသည့်ကိစ္စကိုမေအောင်နိုင်ကိုယ်တိုင်တိုက်ရိုက်ကင်တွယ်နေကြောင်းသိရှိရပါတယ်။ KNU သိမ့်မိုက်စစ်ဆေးနေသည့် DKBA ဂျားဖြန့်အလုပ်ယုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ပါ DKBA ကဂျားဖြန့်အလုပ်ယုံများကိုဆက်လက်ကာကွယ်ပေးနေပြီးလက်နက်ကင်အဖွဲ့များမလာရနိုင်မည်ဖြစ်သတ်မှတ်ကြောင်းသိရပါတယ်။ ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်တွင်ခံယူသိမ်းပိုက်ဆစ်ဆေးနေသည့်မင်းလပန်ကျေးရွာရှိ DKPA ကြားဖြတ်အလို့ယုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်းကရင်စစ်ရေးတရင်ရင်းမြစ်ကပြောပါရယ်။နိုဘာလ26ရက်နေ့ကံယူကတိုက်ခိုက်သိမ်းပိုက်စီနင်းထားသောမင်းလပန်ကျေးရွာရှိ DKPA တပ်ဖွဲ့ပိုင်းကြားဖြတ်ငွေရင်းလေသောခြံဝင်းကိုအကြမ်းဖက်စစ်တပ်ကအသေးခံဒရုန်းများဖြင့်၎င်းတိုက်လီရင်ဖြင့်၎င်းဘုံကျဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် မြေပြင်တွင်ထိခိုက်မှုမရှိတော့လဲမင်းလက်ပံကြေးဝပဝန်းကျင်အုံတော်ချံပိုင်းပြောင်းဆိုင်ခင်းပိုင်ရှင်များနဲ့တင်းကျိုင်းနေရာဘက်သို့ကြားရောက်ပောက်ကွဲကြောင်းသိရှိရပါတယ်အရင်နေ့ရက်တွေကလည်းစစ်တပ်ကကမ်ဘီကာစီဒရုန်းနဲ့ဘုံလာကျဲတယ်တရုတ်တွေထိခိုက်တာရှိတယ်ဒီဘက်ကဒရုန်းကနဲ့ပစ်ဖမ်းတော့ဒရုန်းတွေပြုတ်ကြတာပောက်ကွဲတာမျိုးမရှိဘူးတရုတ်ဆိုင်မှာကဂျပ်ဖြန့်အလုပ်သမားတွေကိုစစ်နေမင်းနေတော့ပဲဆိုတော့သတိထားနေရတယ်နေ့လယ်တော့ကဂျက်ဖိုက်တာလာကျဲတော့ရွာထဲကအုံမင်တော့ပဲကြပောက်ကွဲတယ် အင်ရီချန်တွေထိတယ်တရုတ်စိုက်ဘက်တော့မထိဘူးရွာပြင်မှာကစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲကဖြစ်နေတော့မယ်ဟုကရင်စစ်ရေးတရင်ရင်းနှီးကရှင်းပြပါတယ်လက်ရှိမင်းလက်ပါနဲ့အင်ဂျင်နိုင်ကျေးရွာဘက်တွင် KNU ကတိုက်ခိုက်တိမ့်ပိုက်စစ်ဆေးနေသည့် DKP ရဲ့ပိုင်းဂျားဖြတ်ယုံအပြင်အခြားဂျားဖြတ်ငွေရင်းလုံးကခြံဝင်း၁၀ခုထက်မနည်းကြားရှိနေကြောင်းရင်းနေရာများတွင် DKB ကလုံခြုံရေးတင်းကျပ်ကငွေလင်းလုံငှများဆက်လက်လှုပ်ဆောင်နေစေဖြစ်ကြောင်းသိရှိရပါသည်။အင်ဂျင်မြိုင်ကျွန်းတော်မင်းလက်ပိုင်းစီဆိုင်နေရာတွင်မှာ တရုတ်အလုပ်ရုံတွေကြာနေသေးတယ်။အကြီးနဲ့အသေးဆိုရင်ကြားဖြတ်စေုံလောက်ရှိတယ်။မိဆက်တွေဖွင့်ပြီးအလုပ်လုပ်နေတော့မယ်။ DKB တွေလည်းရှိတယ်။ရွာရှိဘက်မှာကစစ်တပ်နဲ့ကရင်ဖွဲ့တွေ၊ PDF ဖွဲ့တွေတိုက်ပွဲဖြစ်နေတာ။လက်နက်ကြီးတွေနဲ့လည်းပြစ်တယ်။ကာနာပိုင်း၊ရွာတဲ့ပိုင်းကတော့ကြီးထီလိုက်၊အလုံးကြီးထီလိုက်အိမ်တွေဆိုင်တွေပြက်ကုန်တယ်ဟုကရင်စစ်တပ်ရင်ရင်းနှီးကရှင်းပြပါရတယ်။လက်တလော DKB တွေကစစ်ရဲတင်းမာနေသည့် Flu Wall တွေနဲ့စုကလီတီအထိမိသည့်လက်နက်ကင်ဖွဲ့ကူများနေပြည်ဖြတ်တန်းတော်လာခွင့်မပြုတော့ကြောင်းနဲ့ အရေးပေါ်ကိစ္စတော်လာရန်ရှိပါကကြိုတင်အကြောင်းကြားသတင်းပို့ညှိနှိုင်းပြီးမှဖြတ်သန်းတော်လာခွင့်ပြုမည်ဖြစ်ကြောင်း DKPA ကသတင်းထုတ်ပြန်ထားပါတယ်။ဘာကမြုပ်နေရတွင်တိုက်ပွဲဖြစ်ပြီးစစ်တပ်ဖက်ကစစ်ကြောင်းမှုအပါဝင်စစ်သား၁၀ဦးကျော်တေဆုံးကတော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကြဆုံးကြောင်းသိရပါတယ်။ကချင်ပြည်နယ်ဘာကမြုပ်နေရတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဖက်မှစစ်ကြောင်းမှုအပါဝင်၁၀ဦးကျော်တေဆုံးကတော်လှန်ရေးတပ်ဖွဲ့ဝင်တအူးလည်းကြဆုံးခဲ့ကြောင်းဘာကဒေသသတင်းရင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလ25ရက် ညနေ6:43မိနစ်အချိန်ဖားကမြုပ်နယ်စမ်းကြွယ်ကျေးရွာညောင်ပင်ကုန်းနယ်ဂရီမော်ဘက်သို့အချမ်းဖက်စစ်တပ်အင်အားတရာခန့်ဖြင့်စစ်ကြောင်းထိုးလာသောကြောင့် KIA KPDF ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခဲ့ရာစစ်သား10ဦးကျော်တေဆုံးပြီးပြန်ဆုတ်ပြေးသွားကြောင်းရင်တိုက်ပွဲတွင်တေဆုံးသူများတွင်စစ်ကြောင်းမှုအဆင့်အရာရှိတဦးပါဝင်ပြီးစစ်တုံးပန်းအချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။ညနေ6:43မိနစ်ကညနေခင်းပိုင်းကြီးစမ်းတွင်ညောင်ပင်ကုန်းနှင့်ဂရေမော်ဘက်မှတိုက်ပွဲဖြစ်တာ စစ်ခွေးဆယောက်ကျော်တည်တယ်။တည်တဲ့အထဲမှာစစ်ကြောမှုအဆင့်ပါသွားတယ်။အရှင်ဖားမိတာလည်းရှိတယ်ဟုဖားကောင်တရင်ရင်းမြစ်ကပြောပါတယ်။ထို့ပြင်ဂျမနိနိုမာလာ25ရက်နေ့နာနဲ့ပိုင်းကဖားကောင်မြို့နယ်စားမော်ဘက်တွင်အကြမ်းဖက်စစ်တပ်က drone ဖြင့်ပုံကျဲတက်ခိုက်သောကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တူကြဆုံးခဲ့ကြောင်းအလားတူစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ဂရေမော်မီတယုံထိမှန်ပေါ်ကွဲကမိသားဝင်ထံဦးရထွန်းလက်နက်ကြီးစထိမှန်တရားရရှိပြီးစေကူတမှုခံယူနေရကြောင်းသိရပါဗျာ။ တုံဟိုင်းတပ်ဖွဲ့ဝင်ကြတာတက်ခွဲမဖြစ်ခင်မနေ့ပိုင်းကစားမော်ဖက်အသွာလူစုချင်းသတင်းပေးတဲ့သူရှိလို့စစ်တပ်ကဒရုန်းနဲ့လာချတာမှကြာသွားရတာပါပြီးတော့ဂရေမော်ဘက်ကလည်းလက်နက်ကြီးနဲ့ပြစ်လို့ဂရေမော်မိသက်ဝင်ချာရဲထုံးလက်နက်ကြီးထိမှန်တန်းရာရရှိပြီးစစ်ုံတင်ထားရတယ်ဟုဖားကန်သတင်းရင်းနှီးကပြောဆိုပါတယ်ဖားကန်မျိုးတို့မေလနှောင်းပိုင်းကစနေ၍အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်ခဲ့ပြီးဗီဒီလူထုကိုလက်နက်ကြီးဒရုန်းလက်နက်ငယ်များဖြင့် ပြခတ်တပ်ဖြတ်မှုကြောင့်ယနေ့အချိန်ထိပြည်သူ90ကျော်တေဆုံးက190ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။မုံရွာဈေးပွဲတော်မှာစစ်ကောင်စီကပြည်သူတွေစီတင်ထားတဲ့ပစ္စည်းတွေရောင်းချဖို့စီစဉ်နေကြောင်းသိရပါဗျ။သခိုင်းတိုင်းမုံရွာမြို့မှာစစ်ကောင်စီကလုံမဲ့ဈေးရောင်းပွဲတော်မှာပြည်သူတွေစီကအထမတင်ယူထားတဲ့ပစ္စည်းတွေရောင်းချမယ်လို့နှိဆက်သူတွေကပြောပါဗျ။မုံရွာမြို့ပြည်သူဥယျာဉ်မှာလာမဲ့နိုဝင်ဘာ28ကနေဒီဇင်ဘာလ2ရက်အထိ9ရက်ကြာလုံမဲ့စစ်ကောင်စီရဲ့ဈေးရောင်းပွဲတော်မှာ မုံရွာနယ်ကပြည်သူတွေစီကနေအတမတ်တင်းယူထားတဲ့ပစ္စည်းတွေကိုရောင်းချမယ်လို့တီးရကြောင်းစေုပ်စုနဲ့နှိဆက်သူတွေကပြောပါတယ်။တင်းထားတဲ့ပစ္စည်းတွေကိုစကန်ဈေးနဲ့တဝက်ဈေးနဲ့ရောင်းပါ။အဲဂွန်တွေကအများကြီးပဲလို့မုံရွာမြောက်ခံတူကပြောပါတယ်။စစ်ကောင်စီဟာအာနာသိမ်းပြီးကြတဲ့ကမုံရွာမြောက်ကစာနာပြပြည်သူတွေစီးပွားရေးလုပ်ငန်းရှင်တွေတော်လာရေးမှာပါဝင်သူတွေရဲ့နေအိမ်တွေကိုချိတ်ပိတ်ပြီးအိမ်အရင်းတန်းကပစ္စည်းတွေပါအတမတ်တင်းစီခဲ့တာပါ။ အခုဈေးရောင်ပွဲမှာချိတ်ပိတ်ခံရတဲ့နေအိမ်တွေကပစ္စည်းတွေအများပြားပါဝင်နေကြောင်းမြို့ခံတို့ကပြောပါတယ်။ဒါအပြင်စစ်အုပ်စုက၎င်းတို့လုံမဲ့ရွေးကောက်ပွဲလဲနီးကပ်နေပြီမို့ဒေသအေးချမ်းနေတဲ့ဆိုတဲ့ပုံရိပ်ကိုပြသဖို့ဈေးပွဲတော်မှာ stage show ပါထည့်ဖို့စီစဉ်နေကြောင်းသိရပါတယ်။ဈေးပွဲတော်အပြန်ပေါ်တာဆွဲနိုင်လို့သတိပြုသွားလာကြဖို့ကိုလည်းတော်လိုက်အင်အားစုတွေကသတိပေးထားပါတယ်။စစ်ကောင်မရှိရွေးကောက်ဖွဲ့ဝင်များကိုအကြမ်းဖက်သမားများဖြင့် NUG ကကြီးညာလိုက်ပါတယ်။ အကြံဖက်စစ်ကောင်းဆောင်မရောက်နိုင်ပါဝင်စစ်ကောင်ရှင်ဖွဲ့ဝင်တွေကိုအကြံဖက်သမားတွေဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ဟာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်25ယောက်ကိုလည်းအကြံဖက်သမားတွေဖြစ်ကြေညာလိုက်ပါတယ်။အကြံဖက်စစ်တပ်ရဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့တဲ့အစိုးရဖွဲ့အဆက်ဆက်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာအကြံဖက်အဖွဲ့အစည်းဖြစ်တဲ့အတွက်အစိုးရကော်မရှင်ဖွဲ့ဝင်တွေကိုလည်းအကြံဖက်သမားတွေဖြစ်သတ်မှတ်ကြေညာတာဖြစ်တယ်လို့ဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ အစံဖက်တိုက်ဖြတ်ရေးဘူအဖွဲ့ရဲ့အစံဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ပုံမှန်82ပုံမှန်ခွဲခပါလုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးပြည်တော်စုအစိုးရဖွဲ့သဘောတူညီချက်အရအခုလိုထုတ်ပြန်ကြေညာတာလို့တည်ရပါတယ်အမျိုးသားညီရွေးစုရကအစံဖက်သမားတွေဖြစ်ထုတ်ပြန်ကြေညာခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တွေထဲမှာဦးသိန်းစိုးဦးတောင်းတင်ဦးတန်းထွန်းဦးကြောက်ဦးအောင်စောဝင်ဦးတန်းဝင်ဦးစောဘနိုင်ဦးစိုးဦးဦးအောင်မိုးမြင့်ဦးအောင်နေဦး ဥတန်းဆိုဥပရန်ရှောင်းဥမြင့်ဥဥခင်မောင်ဥဒေါ်နုမြဇန်ဥမြင့်သိဒေါက်တာဘမောင် ဥကကိုရင်ဥမမင်ဥဥတန်းအောင်ကျော်ဥခင်စောဥမျိုးနိုင်ဥတန်းထွတ်သိဥတင်ဆွေဝင်ဥအောင်မြင့်လွင်အစရှိသူတွေပါဝင်တာဖြစ်ပါတယ်အမျိုးသားညီရဲ့အစိုးရအကြမ်းဖက်မှုတပ်ဖြတ်ရေးဘုတ်အဖွဲ့အနေနဲ့အဆိုပါအကြမ်းဖက်သမားတွေကိုဥပဒေအရအရေးယူနိုင်ဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးတော်လှန်အင်အားစုတွေနဲ့ပြည်သူတွေပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်းတိုက်တွန်းထားခဲ့ပါတယ် အလူတန်ညွေရဲ့ဆိုရဟာစစ်ကောင်းဆောင်မရောက်နိုင်ပါဝင်လုံချွေးကောင်းစီစီဝေးကိုဥပရိမက်ခေါ်ယူခဲ့သူတွေနဲ့လုံချွေးကောင်းစီဖွဲ့ဝင်စုစုပေါင်း၁၈ယောက်ကိုလည်းအကြမ်းဖက်သမားတွေဖြစ်နိုဘာလ၂၅ရက်နေ့မနေ့ကထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ရိုက်ကောအချင်းထောင်ရင်ရွေးကောက်ပွဲအတူအတွက်စေအုပ်စုဖီအားပေးကြိုတင်မဲပေးခိုင်းတဲ့ကြောင့်တည်ရပါတယ်။ကရင်ပြည်နယ် ရဲကောအချင်းထောင်မှာအချင်းကြောင်နေတဲ့အချင်းသူကျင်းသားတွေကိုဆေးအစုကဖိအားပေးပြီးကြိုတင်မဲပေးခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့ KND နိုင်ငံရဲ့ကျင်းသားများစီယုံ KPPA ကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကလေးကအချုပ်သူအချုပ်သားတွေနဲ့အချင်းသူကျင်းသားတွေကိုကြိုတင်မဲပေးဖို့ဆေးအစုကဆောင်ရွက်ခဲ့တာလို့ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။ထောင်ထဲမှာရှိတဲ့ထောင်နာကျအချင်းသားကုန်လုံးကိုမဲပေးခိုင်းတာပါ။ဒီလိုဖိအားပေးမဲပေးခိုင်းတာကိုလွတ်မြောက်လာသူစီကနေကြားသိထားရတာပါ။ သူကိုယ်တိုင်လည်းမဲပေးခဲ့ရတာပါလို့ KPPA ဒုဥက္ကဋ္ဌဖြစ်သူ ထားဖို့ကပြောပါတယ်။ရွေးကောက်ပွဲတင်မြောက်ခြင်းဆိုင်ရာဥပဒေအရမဲပေးပိုင်ခွင့်မရှိတဲ့လူစည်းရဲမှာထောင်နှံကြံ့ခံနေရတဲ့သူတွေပါဝင်ကြောင်းအတင်းကြခံနေရသူတွေကိုအတင်းအကျပ်မဲပေးရန်စီခိုင်းတာဟာစစ်ကောင်ရှင်ကရွေးကောက်ပွဲဆိုင်ရာဥပဒေကိုကျူးလွန်နေတာဖြစ်ပြီးတနည်းအားဖြင့်တရားမျှတစွာမဲပေးပိုင်ခွင့်ဖြစ်တဲ့နိုင်ငံသားခွင့်ရေးကိုလည်းစော်ကောင်းနေတာဖြစ်တယ်လို့ KPPA ကထောက်ပြအတည်ပြုလာတာဖြစ်ပါတယ်။ ်ထားဖို့ကဆက်လက်ပြီးစစ်ကောင်မရှင်ကသူတို့ထုတ်ထားတဲ့ဥပဒေကိုသူတို့ပြန်ပြီးကျွလွန်နေတာပါပြစ်တံကြခံနေရတဲ့အကျဉ်းသားတွေကိုမဲပေးခိုင်းလို့မရဘူးလေနော်ပြီးတော့နောက်တစ်ချက်ကအဲ့ဒီဂျိုတင်မဲရီကပွန့်ပွန့်လင်းလင်းလှုပ်သွားတာလည်းမဟုတ်ဘူးလေနော်ဒီဂျိုတင်မဲရီကနောက်ပိုင်းမှာနိုင်ငံရဲ့အင်အားဆော့ကစားတာတွေမှာအသုံးချလိုက်တာပေါ့နော်မဲသမတမှာမှုကျွလွန်ဖို့လူတွေကိုပြင်ဆင်နေတာလို့ကျွန်တော်တို့ယူဆပါတယ်လို့ဆိုပါတယ်စီအိုစုဟာလာမယ့်အတူရောက်ရွေးကောက်ပွဲမှာအနိုင်ရရှိရတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုအကျိုးတင်မဲပေးခိုင်းပြီးမှသာ ကျောင်းအလက္ခဏာကိုလှုပ်ဆောင်နေကြတာဖြစ်ပြီးအခုတစ်ခါမှလည်းအကျဉ်သူအကျဉ်းသားတွေကိုဖိအားပေးပြီးကြိုတင်မဲ့ပေးခိုင်းတာတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။